အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစံသတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးတော့လက်ရှိမြန်မာနိုင်ငံရေးဆွဲထားတဲ့ဥပဒေတွေအားလုံးမပြောင်းသေး၍ဘသူအုပ်ချုပ်ချုပ်မတိုးတက်ဘူးဆိုလာတဲ့မောင်ရစာပြောလာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာမယောစာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တင်ဒါနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တော့ကျွန်တော်ညူမော်မာနေ။အော်ဒီနေ့ခေတ်တမိုင်းချောင်းဒီအကြောင်းကျွန်တော်မပြောချင်။ဒီနေ့ခေတ်တမိုင်းချောင်းအကြောင်းလက်ရှိဖြစ်နေတဲ့အကြောင်းလေးပြောရင်ထောက်ကြနိုင်တယ်။ဟောအဲ့တော့အတိတ်ကတမိုင်းချောင်းလေးနဲ့အတိတ်ကအကြောင်းအရာလေးတွေကိုနည်းပြောကြည့်မယ်။လက်ရှိဖြစ်နေတာတွေနဲ့ကိုယ့်အကူ miss လောက်ကြည့်လိုက်နော်။ချိန်ထိုးပြီးမှုနှောက်ကြည့်လိုက်။ဆိုတော့ကျွန်တော်အမြဲတမ်းပြောခဲ့ဘူးတဲ့အင်းဝဟန်တာပရိဒါတော့ခင်ဗျားတို့လည်းကြားရတာယူနေပြီ။ဆိုတော့နည်းနည်းဒီဘက်ကိုရှုပ်လိုက်မယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခဲ့ပေါ့နော်အဲ့ဒီနောက်ပိုင်းလွတ်လပ်ရပြီကစားနောက်ပိုင်းမြန်မာနိုင်ငံရဲ့အလံဟာအနီရောင်အောက်ခံအပြာရောင်တောက်မှန်တယ်ကြေအကြီးကြီးတစ်လုံးကိုကြေအသေးလေး၅လုံးဝင်ရထားတယ်ဟိုတော့ကတိုင်းရင်းသားတွေကဗမာနဲ့တိုင်းရင်းသား၅မျိုးစုစုပေါင်း၆မျိုးပဲရှိတယ်အခုလူစလင်းမျိုးရှိသေးဘူးနော်တချို့ဟိုအရန်သေးတဲ့လူကြီးနေတဲ့တိုင်းရင်းသားတွေနောက်ခုတစ်ခုပေါင်းထားလေးတော့ရှိခဲ့တယ် နော်ဒါတမိုင်းလေးကိုယ့်ကိုပြန်ဖတ်ကြည့်ရင်သဘောပေါက်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ခမ်းမရှိရလွတ်လပ်ရေးကြောက်တိုင်ရအပေါ်ကနေမြင်ရတဲ့ပုံစံဟာကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးပြည်ကစားပထမဦးဆုံးမြန်မာနိုင်ငံနော်အဲ့တော့ပြည်တော်စုဆိုရှယ်လစ်အမရမြန်မာနိုင်ငံတော်လို့ဖြစ်လာတဲ့အချိန်မှာအလုံတမလေသမားဦးစားပေးတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုတဲ့စကားလုံးထက်အလုံတမလေသမားကိုဦးစားပေးတဲ့ကွန်မြူနစ်ဆန်ဆန်နော်ကွန်မြူနစ်နဲ့မကွာတဲ့တပါတီစနစ် အုပ်ချုပ်ခဲ့ဦးတယ်။ဆိုတော့အဲ့ဒီလိုအနေထားမျိုးမျိုးမြန်မာနိုင်ငံရဲ့အလံဟာခုနပြောတဲ့ကျဲအကြီးတစ်လုံးကိုကျဲအသေးလေး၅လုံးရန်ထားတာကနေစပနံရဲ့ဆက်သွားရေအရွယ်တူကျဲပြီး၁၄လုံးဝန်းရံနဲ့အလံဖြစ်ဒါကျွန်တော်တို့စာတင်ခဲ့ရတဲ့ဒုအလံဆိုပြီးစာတင်ခဲ့ရတဲ့အလံတစ်ခုဒါကျွန်တော်တို့တင်ခဲ့ရတာပေါ့နော်ဆိုတော့2010ခုနှစ်နောက်ပိုင်းမွေးတဲ့လူတွေကတော့အဲ့ဒီအလံကိုသိမှာမဟုတ်ဘူးဒါ2010ရှိရလူတွေကတော့သိလိမ့်မယ်ထားပါတော့ဒါအဓိကပြောချင်တာကအဲ့ဒီအလံအကြောင်းပြောချင်တာကျွန်တော်တို့မြန်မာနိုင်ငံကအခုချိန်မှာဒီမိုကရေစီနိုင်ငံတော်လို့ သတ်မှတ်ထားပါမယ်။ကျွန်တော်တို့မြန်မာနိုင်ငံအဓိကမဟာမိတ်နိုင်ငံတွေဟာကွန်မြူနစ်နိုင်ငံတွေကြီးပဲ။တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်တာ။လက်ရှိလက်တရုတ်ကကွန်မြူနစ်လမ်းစဉ်နဲ့တွားနေတာ။မြောက်ကိုရီးယားစီးဆိုင်ရမဟာမိတ်။မြောက်ကိုရီးယားလည်းကွန်မြူနစ်နိုင်ငံ။ရုရှားဒီမိုကရေစီပဲမဲ့ကွန်မြူနစ်အုပ်မြင့်ကွန်မြူနစ်အခြေခံကွန်မြူနစ်သွေးတွေရုရှားမှာရှိတယ်။ဆိုတော့မြန်မာနိုင်ငံကရောဘယ်လိုအနေထားမျိုးလဲဒီမိုကရေစီလို့ပြောရင် လွတ်လပ်စွာသဘောထားကိုလဲခွင့်နေလွတ်လပ်စွာပြောရေးဆိုခွင့်နေလွတ်လပ်စွာဝေဖန်ပိုင်ခွင့်နေရှိမှာဟုတ်ပြီနော်အကွန်မြူနတီနိုင်ငံတွေမှာတော့အဲ့ဒါရှိမှာမဟုတ်ဘူးဒုအန်တုံနှမျိုးပဲရှိလှုပ်ဆိုတဲ့အရာလှုပ်မလှုပ်နဲ့ဆိုတဲ့အရာကိုလုံးဝမလုပ်နဲ့ရှင်းရှင်းလေးကွန်မြူနတီကရိုးရှင်းလေးဒီမိုကရေစီလိုအာယုန်တွေနောက်ရှုပ်ရှာမလို့လှုပ်ဆိုတာလှုပ်မလှုပ်နဲ့ဆိုတာမလုပ်နဲ့လှုပ်ဆိုတဲ့အရာကိုမလုပ်ရင်အရေးယူမယ်မလှုပ်နဲ့ဆိုတဲ့အရာကိုလှုပ်ရင်အရေးယူမယ်ဒါပဲရှင်းရှင်းလေးဒုအန်တုံနှမျိုးပဲရှိတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အလံမှာစပယ်နာဆက်သွားကြည်ပါတယ် ကွန်မြူနတီနိုင်ငံအလန်တွေကိုကြည့်လိုက်သူတစဉ်ကျဲသူသည်အလုံသမားတို့ကိုကိုးစားပြုတယ်ဒစဉ်သည်လေသမားကိုကိုးစားပြုတယ်ကျဲသည်ပါတီကိုကိုးစားပြုတယ်ပါတီကအလေးပြမယ်ရှေ့ဆောင်မယ်ပေါ့အလုံသမားလေသမားနောက်ကနေပူပေါင်းဒါကသူတို့နဲ့ဖွဲ့စည်းထားရပေါ့အနည်းအောင်အားလုံးရဲရဲရင်နေပေါ့တက်နေတော့ပေါ့ဆိုတော့မြန်မာနိုင်ငံအလန်ကြည့်ပြန်ကြည့်လိုက်စပနန်အလုံလေသမားကိုကိုးစားပြုတယ်ဆက်သွားအလုံသမားကိုကိုးစားပြုတယ်ကျဲတိုင်းနေပြည်နယ်14ခုပြည်တော်စုပေါ့ကိုးစားပြုတယ်ရိုးရှင်းလေး လုံသမားလေသမားကိုကိုစားပြုထားတဲ့တူနဲ့တစင်းနဲ့မြန်မာနိုင်ငံတော်ရဲ့ဇပန်နဲ့ဆက်သွားအတူတူပဲပုံစံလေးသာကွဲတာအလေးပဲဖွင့်ဆိုခြင်းအတူတူပဲဆိုတော့ဟိုတော့ပြောတယ်လုံသားပြည်သူများလုံသားနေစဉ်တရင်သာလုံသားကောလိတ်အလုံသမားလေသမားကွန်မြူနတီနိုင်ငံနေလိုပဲဦးစားပေးခဲ့တဲ့ခေတ်မြန်မာပြည်မှာရှိခဲ့တယ်ဟုတ်ပြီနော်အဲ့ကျွန်တော်တို့တော့မမီးသိလည်းမသိဘူးကျွန်တော်တို့ရဲ့အမေဒီနော်ကျွန်တော်တို့အဖိုးတွေဖွားတဲ့ခေတ်ကရှိခဲ့တယ်လုံသားကောလိတ်ဆိုတာလေနော်အခုကျွန်တော်တို့တော့မမီးဘူးဒီခေတ်မှာရှိလည်းမရှိဘူးနော်ထားတော့ ော်ကျွန်တော်မမီတဲ့ခေတ်တွေမျိုးတော်တော်ကိုလေးလာထားတဲ့အကြောင်းလေးပြောပြတာတစ်ချိန်လုံးကမြန်မာနိုင်ငံ community ဆန်ဆန်ကြောက်ကြမှုတယ်တပါတီကျူးစနစ်နဲ့အုပ်ချုပ်ခဲ့မှုတယ်အဲ့တော့တပ်မတော်ကြီးကလည်းအဲ့ဒီကနေဆင်းသက်လာတဲ့တပ်မတော်ဖြစ်တဲ့အတွက်တသွေးတသန်တမိတ်နဲ့အုပ်ချုပ်တယ်ဟုတ်ပြီနော်မားနဲ့မားနဲ့လာမျိုးနဲ့ခိုင်းရလို့အမိတ်ဒါမိတ်ဒီလိုအုပ်ချုပ်တာဘူးဆိုတော့ဒီမိုကရေစီလို့ပြောင်းလဲလိုက်အလံပြောင်းလိုက်ယုံနဲ့နော်ဟိုဝါစိန်ဒီ၃ယောက်ချေအလေကောင်မှာကျေလေးတစ်လုံးထည့်ပြီးအလံကြီးပြောင်းလိုက်ယုံနဲ့ပြတော်သူ့တမရမြန်မာနိုင်ငံတော်လို့ နိုင်ငံတော်ရဲ့အမိကိုပြောင်းလိုက်ရုံနဲ့နိုင်ငံတော်တချင်းကိုခြေစင်းရစဆူလိုက်ရုံနဲ့ပြောင်းလဲသွားတာမဟုတ်ဘူးတကယ်တော့ကိုကိုတိုင်းနိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်သူတွေရောအုပ်ချုပ်ခန့်တွေရောအားလုံးကိုစီကိုစီပြောင်းလဲမှပြောင်းလဲမှာအဲ့လိုပြောင်းလဲဖို့တဲ့နံပါတ်1ဘာလို့လဲဆိုတော့အတိတရားတွေလိုအပ်တယ်အခုကျွန်တော်တို့ကျောင်းဆောင်တွေမှာပြန်လာထားတယ်မှာတော့ကြည့်လိုက်ငါထွေးယူငါလုံးလက်ဖဲညောင်းဖီးကျန်စစ်သားလေးဦးကြောင့်အနော်ရထားကြောင်းငရံမန်ကန်းကြောင်းမကျော်အောင်ဆန်းကြောင်းမန်ဖခိုင်မြမသမိုင်းကမတိုင်းဓာတိပဲပါတယ် ဒီနိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီနိုင်ငံတော်ကိုချစ်မြတ်နိုးရမယ်ဘာသာရက်တွေစောက်ထဲမှာမတွေ့ဘူးဒီနိုင်ငံတော်ဘာကြောင့်ချစ်မြတ်နိုးရမှာလဲဒီနိုင်ငံရဲ့အရေးကြီးတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေမှာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ကာကွယ်တဲ့တပ်မတော်ကြီးရဲ့အခန်းကဏ္ဍတွေစောက်ထဲမှာရှာမတွေ့ဘူးမတွေ့တော့မဖတ်ဘူးမဖတ်တော့မသိဘူးမသိတော့တမုံမထောင်ဒါပဲအဲ့တော့မြောက်ရီတို့ကြီးမုံတို့ပြောလေစက်ကူတိကုံတာပဲဖတ်တယ်အဲ့ဒါတင်တာလေဘယ်မှဖတ်ကြအောင်မဖြစ်မနေဘူးလို့သာယူတယ် ပြီးရင်ကောက်လှန်လိုက်တယ်ခါကြကြိုးဖက်တယ်ဘာလို့အာကသာတရင်ဖက်ကြအကြည့်ကြတယ်နိုင်ငံတကာကြီးကတော့နောက်ကြည့်ဟုတ်ထက်မှသွားကြည့်လဲဘာမှမရှိဘူးလူကြီးတွေတင်ပင်ဆိုင်တာမြင်ရတယ်ဖုံမွေးတော့တာမြင်ရတယ်ဒါလေးပဲမြင်နေရတာဘာမှထူးခြားတာမပေါ့နော်ဘာစီမရင်တို့အလုံးလောက်တာကိုကြော်ညာပေးတဲ့အနေထားတစ်ခုပဲရှိတယ်ဟောကျွန်တော်တို့ကတို့လုံနေတာကိုသိကျင်တာမဟုတ်ဘူးဖြစ်နေတာကိုသိကျင်တာမြန်မာနိုင်ငံတရင်ဌာနတရင်ကြီးညာတယ်အဘူဂျီဘသူဘူဝန်ကြီးချုပ်ဘသူဘယ်ဝန်ကြီးကဘယ်သွားတယ်ဘာစစ်တယ်ဒါလေးကျွန်တော်တို့ကြည့်နေတာပေါ့စိတ်ထဲမဝင်စားဘူးဘယ်နေရာမှာတော့မှုကင်းဘယ်လိုဖြစ်တယ် ဲ့ဒီပုံကိုဘယ်လိုဖော်ထုတ်လိုက်လဲဆိုတော့ကိုရီးယားကနေကြည့်ဒါမှမမြင်ရတယ်အိန္ဒိယကလားကနေကြည့်မြင်ရတယ်တရုတ်ကနေကြည့်အဲ့ဒီနေ့မြင်ရတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုဘာဖြစ်လို့အလုံးမတူမရှိကြလားဟာဘယ်နေမှာတော့လူသတ်မှုဖြစ်တယ်တရားရုံးဘယ်လိုထုတ်သွားလဲလူတွေအစိတ်ဝင်စားတယ်ဒီလူသတ်မှုနဲ့ပတ်သက်ပြီးဘယ်လိုဖော်ထုတ်မှာလဲသူ့မှာစိတ်ဝင်တော့တရားရုံးနဲ့တပ်ပုံများရပြက်သွားတာလုံးဝအမှောင်ချတာဒီမိုကရေစီဆိုရင်အဲ့လိုအမှောင်ချလို့မရဘူးလေတရားရုံးထဲမှာတရင်လိုက်ယူရမှာတရားသူကြီးဘယ်လိုဆုံးဖြတ်သလဲထွက်ဆိုချက်ဘယ်လိုပေးလဲချစ်နေဘယ်လိုစစ်လဲပုလိမင်သာရှိရပါလုံးဝတကပိတ်တည်းဒီမိုကရေစီလို့ခေါ်လို့ရပါမလား ောက်တစ်ခုလွတ်လပ်စွာဘုံမှာပိုင်ခွင့်မကြိုက်မကြိုက်ဘူးအဲ့တော့ NDD NDD ကပေါက်ဖွားလာတဲ့ PDF CRPH NUG ရဖွဲ့ငါနဲ့ပြူငါရန်သူဆိုပြီးတော့မြမတက်မလို့ရလက်ညှိုးထိုးပြတယ်နော်သတင်းစာရှင်းလင်းပွဲတွေမှာနိုင်ငံတော်အဆင့်ဗိုလ်ချုပ်ကြီးတွေကိုတိုင်ဒီစကားတွေပြောနေတာတကယ်တမ်းကျတော့သူတို့လုံရက်ပြီသူတို့နဲ့မကြိုက်လို့သူတို့ကိုမထောက်ခံလို့တတ်တယ်သူတို့လုံတတ်တာဒါပဲရှိတယ်တက်မလို့ရအောင်တက်မလို့ရကိုမထောက်ခံဘူးတက်မလို့ရကိုအပြစ်ပြောပြီဆိုတော့ねထောင်ချတော့လာပဲ ။ तू ပြောတာမှန်သလားလို့မစင်စားဘူး။ဟိုဘက်ကလည်းအဲ့ဒီလိုပဲ။ပြီးတော့ဘာကွာလဲ။ကွန်မြူနီတီတဲလေးနဲ့ကွန်မြူနီအကြီးတိုက်နေတယ်လို့ကိုဖြစ်နေတာ။ဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီလို့ခေါင်းစဉ်တိုက်ရင်ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ဒီမိုကရေစီရဲ့အနှစ်သာရတွေနဲ့ပြည့်ဝဖို့တော့လိုလိမ့်မယ်။တဝူတယောက်တည်းအဖွဲတစ်ခုတည်းပုတ်ကူတယောက်တည်းအဖွဲစည်းတစ်ခုတည်းကနေချုပ်ကင်ထားဖို့မဖြစ်နိုင်ဘူး။သူ့လို့သူလို့ရမယ်။လဘကလဘကလို့လို့ရမယ်။ဆီယောင်ဆီယောင်လို့လို့ရမယ်။ ကျောင်းဆရာကျောင်းဆရာလောက်လောက်မတင်တော့တင်တော့လောက်လောက်မဆောက်လို့ဆောက်လို့ကိုယ့်အလုပ်ကိုတောင်းကိုကိုယ့်အနေကိုခွဲခြားထားပြီးသားဌာနတွေခွဲဆိုမတူညီတဲ့ယူနီဖောင်းတွေမတူညီတဲ့တာဝန်တွေမတူညီတဲ့လှုပ်ဆောင်ချက်တွေမတူညီတဲ့ပညာသည်တွေနဲ့မတူညီတဲ့အလုပ်တွေပူးပေါင်းပြီးတော့နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့အလုပ်လုပ်ရမှာဆိုတော့ဒီအနေထားတစ်ခုမှာကိုဌာနမှာကြည့်တော့လေဒီလိုပါတယ်ဒါမှမဟုတ်သူအဲ့ဒါမကြွမ်းဘူးများသောအားဖြင့် EBC ကိုနန်းနေမှာဆိုပို့ဆိုးတယ် EBC မှာအကြီးကဲလုပ်တဲ့တော်တော်များများ EBC ကြောင့်နားလည်လူတွေနေတယ်စီပင်မှာလည်းဒီလိုပဲ စီပင်မှုဆောင်လုပ်တဲ့လူတော်တော်များများနားလည်မှုနည်းဆိုတော့လုံငယ်မကြွန့်ကြည့်ဘူး तू လောက်ခဲ့တဲ့နေပဲ तू ရောက်ခဲ့တဲ့နေပဲ ਨੇ လက်ရှိ तू လုံနေရတဲ့ level ဘာမှမဆိုင်ဘူးအဲ့ကြားတော့လေလုံငယ်ကတင်သွားတာတော့မှန်တယ်ဒါပေမဲ့သူ့လက်အောက်ကလူရဲ့အတွေ့အကြုံ तू မမြင်ဘူးဟောတော့ तू ကိုယ်တိုင်မလုပ်ဘူးလုံငယ်အတွေ့အကြုံကဘယ်လိုလုပ်ရမလဲလို့သာ तू သိလာတာကိုယ်တိုင်မလုပ်တတ်ဘူးနားမလည်ဘူးလုံငယ်တဘောပြဿနာလေးရှိတယ်ဆိုတော့ပြောချင်တာဟိုတုန်းကချမှတ်ခဲ့တဲ့လမ်းစဉ် ိုတော့ချမှတ်ခဲ့တဲ့ဥပဒေတွေဟိုတော့ချမှတ်ခဲ့တဲ့စီမင်းတွေလုံးလေးမြတ်ကအင်္ဂလိပ်ကထားခဲ့တဲ့စီမင်းဂျပန်ကတော့ဂျပန်ဆက်အုပ်ချုပ်တယ်အဲ့ဒီဥပဒေအဲ့ဒီစီမင်းတိုင်းပဲဂျပန်ကြီးကလည်းအင်္ဂလိပ်ကပြောင်းလာသူဥပဒေနဲ့သူဆက်လုပ်တယ်အင်္ဂလိပ်ပြီးတော့မြန်မာလွတ်လည်ရတယ်အင်္ဂလိပ်ထားခဲ့တဲ့ယုံစာပုံစံတွေစာချုပ်စာတမ်းပုံစံတွေဒီပုံစံတွေနဲ့မဆက်အုပ်ချက်လူတို့ပူလျှော်လေးလုံးဝပြုပြင်ပြောင်းလဲတာမရှိဘူးနိုင်ငံတစ်ခုပြောင်းလဲခြင်းကြီးလူပုဂ္ဂိုလ်တွေပြောင်းလဲသွားရုံနဲ့မရဘူးခုခင်ဗျားတို့တော်လိုင်းကြီးလုံနေကြတယ်ဆိုတဲ့ PDF တွေ လက်ရှိတက်မတော်ကြီးဖြူလဲသွားလို့ခဲတို့တက်လိုက်ရောပြီးသွားမယ်လို့ထင်လို့လားရှိသမျှဝန်ကြီးဌာနတွေရှိသမျှမြန်မာနိုင်ငံအစိုးရဌာနတစ်ခုလုံးပြောင်းလဲပြန်မရပါလုံထုံးလုံးလေးတွေနေဥပဒေတွေညွှန်ကြားချက်တွေပုံစံတွေအကုန်ပြောင်းအောင်တော့ပေါ့လားမလို့ခင်နဲ့စနစ်နဲ့လက်ရောညစ်တွေမှုအကုန်ပြောင်းလဲပြန်ရပါအဲ့လိုမပြောင်းလဲသေးရတော့ဘသူပဲနိုင်နိုင်ဘသူတက်တက်ဘလောက်အုပ်ချုပ်အုပ်ချုပ်ဒီတိုင်းကဒီတိုင်း စကလုံးနေသားတီဗီပေါ်မှာသာလှလှပပလေးနဲ့ပါညာပြောနေလိမ့်မယ်။အဲတော့သတင်းစာစက်ကူတွေပေါ်မှာစကလုံးအလှလေးရေးနေလိမ့်မယ်။မီးပြင်းဖြစ်နေရတဲ့တိုက်ကြီးဘာမှဆိုင်ရှားစီပဲ။ပြောတာပြောတာလှုပ်တာလှုပ်တာဘလုံးမှကိုမအပ်ဆက်တာ။အဲတော့အပြောတဲ့အလုပ်ညီချင်းညီအောင်လို့ညီတာပေါ့။ဟုတ်လား။လွတ်လဲမရခင်တော့ပြောခဲ့တဲ့အပြောတွေလွတ်လဲရတော့တလွဲလွတ်လဲရပြီးတဲ့အချိန်မှာပါတီတွေကွဲပါတီတွေကွဲတဲ့ပြန်စုမယ်လို့ပြောထက်ကွဲတခုတည်းဖြစ်တခုတည်းဖြစ်တော့လည်းတစ်ခါမှကျင်းတတ်ပြန်အောင်တစ်ခါထပ်ပြီးရောဆိုရွှေချောက်ခန့်ဒီနားမှာလည်းတန်တရားလေးနေမှာတော့မှပြီးနိုင်ဆုံးနေမှာဘာကြောင့်လဲဒီအုပ်ချုပ်မှုတစ်ခု ဒီစနစ်တခုကိုမကြိုက်လို့မှဒေါ်လန်ရတာလေကိုလက်ထဲရောက်လာတော့လေဒီစနစ်ပဲပြန်သုံးနေတော့ဘာထုမှလဲဘောကြောင့်ဆန်းတော့ဥဆောင်တဲ့အကြောင်းသားတွေရန်ကုန်ဤတက်ကတော်ကအဲတော့ကတော့ယူထန်ကောလိပ်ရန်ကုန်ကောလိပ်ပေါ့ဗျာနော်အဲ့ဒီရန်ကုန်တက်ကတော်ကဆန်းပြတဲ့အကြောင်းသားတွေရန်ကုန်တက်ကတော်အဲ့ဥပဒေကိုမကျင့်တယ်လို့ဆန်းပြကြတာလေနော်လွတ်လည်ရတော့လေအဲ့တော့ကနေစနစ်နဲ့ဘာမှမချောင်းဟုတ်တော့ဒီစာအုပ်ဒီဥပဒေကိုပဲမြန်မာမှုပြန်ပြုတ်ပြီးတော့လူတို့ပို့ချော်လေး မြန်မာဝါရလီကသုံးလိုက်တာပဲသုံးရနဲ့လူတက်မှုအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံသုံးရနဲ့လူတက်မှုအင်္ဂလိပ်ကိုအုပ်ချုပ်ခဲ့တဲ့အိန္ဒိယသုံးရနဲ့လူတက်မှုပဲတူတူပဲဒီဥပဒေပဲအင်္ဂလိပ်ကကန်တာသူ့ဥပဒေနဲ့သူအုပ်ချုပ်သွားတာတော့အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေအကုန်လုံးရဲ့ပုံမှန်တွေကပရောမမဆီလူတိုင်းပဲကျွန်တော်တို့အဲ့ဒါယူဆက်သုံးနေတာဘာလို့ကိုကကိုမပြင်ကြတာရိုးရှင်းလေးပြောနော်ဘာဖြစ်လို့ကိုနိုင်ငံနဲ့ကိုက်ညီမဲ့မစ္စလိုပြောတချိန်တော့အင်္ဂလိပ်ကနှိတ်ကုတ်ဖို့သူ့ကိုတော်လန်နဲ့သူ့ကိုပုံကန်နဲ့ဗမာလူမျိုးတွေကိုနှိတ်ကုတ်ဖို့ဥပဒေတွေနှုတ်ခဲ့တာအများကြီးပဲ ဥပဒေတွေလောက်ထားပြခဲ့တာအများကြီးပဲအဲ့ဒီဥပဒေတွေဟာအခုခေတ်အခုအချိန်မှာကိုဗမာလူမျိုးအချင်းချင်းကိုပြန်နှိပ်ကုပ်ဖို့လောက်ထားတယ်လို့ဖြစ်နေလုံးဝပြင်းရမှာဒေါ်သာစုကြည်အာနာရခဲ့တဲ့ငါးနှစ်ပြင်မယ်ပြင်မယ်ပြောတယ်ခြေဥလည်းမင်းတို့ဘာပြင်တော့ပောက်ကလေးရှောက်ပြင်သွားတယ်ကိုနိုင်ငံအတွက်အဓိကကာကွယ်ထားတဲ့နောက်ကဲဥပဒေတွေကိုပြင်ချပလိုက်တယ်အဲစစ်ဥပဒေတွေပြင်ချပလိုက်တယ်အခုနိုင်ငံထဲမှာနေတယ်အဲစစ်တိုင်ကြမလို့မှန်ပါတယ်ဒါပေမဲ့ကိုနိုင်ငံဟာသူများနိုင်ငံတွေမျိုးခလုတ်နှိပ်လိုက်ရင်လည်းဘသူဘွားလို့ပေါ်တဲ့အနေထားအစီမျိုးမဟုတ်ဘူးဒါကိုဒီဘုတ်မေ့နေပုံရတယ် ဒီအမျိုးသမီးမိခဲ့မိနေခဲ့ပုံရတယ်ဆိုတော့ကိုကအဲ့ဒါမျိုးလှုပ်ချင်ရင်နောက်နိုင်ငံတွေမှာလို့ဟုတ်လားအဲစင်းသွားတိုက်ကြမလို့ဆိုရင်လူတိုင်းမွေးလာကြတဲ့လက်ဝေးရစနစ်ကစသွေးရစုကစခလုတ်နှိပ်လိုက်တာနဲ့နာမည်ရိုက်ထည့်လိုက်တာနဲ့အချက်လက်အကုန်ကြနိုင်လောက်တဲ့ level တစ်ခုအထိရောက်အောင်လှုပ်ထားအဲ့လိုလှုပ်မထားနိုင်မယ့်ဆိုရင်တော့ရှေးဦးဆွဲတွေပဲပြန်လာမှာတိုးတက်ချင်တိုးတက်အောင်လုပ်တိုးတက်တယ်ပြောင်းလဲချင်ပြောင်းလဲအောင်လုပ်ပြောင်းလဲတယ်နော်ကျွန်တော်လုံးခဲ့တဲ့2022ခုနှစ်ကကျွန်တော်ပြောခဲ့ပဲပြောင်းလဲဖို့အချိန်တန်နေတာမဟုတ်ဘူးပြောင်းလဲဖို့လှုပ်ဆုပ်လှုပ်ဖို့အချိန်တန်တာ ပြောင်းလဲအောင်လုပ်ဖို့အချိန်တန်တာပြောင်းလဲချိန်တန်ပြီလို့ထိုင်းအော်နီယွန်လည်းပြောင်းလဲဘူးပုံမတော့ပါတော့အနာဂတ်လို့အော်နီယွန်နဲ့ဘာတောက်ပါလားမဟုတ်တောက်ပါအောင်မလုပ်မရှင်းတောက်ပါမလားဘူးအော်လေးပုံမတော့ပါတော့အနာဂတ်ပြောင်းလဲချိန်တန်ပြီလို့ခဲအော်သေးလောက်ဘီမတော့ထောင်ကောဘာမှပြောင်းလဲလာမှာမဟုတ်ဘူးဘာလို့ဘူးမှဘာမှမလုပ်ဘူးဘူးမှပြောင်းလဲအောင်မလုပ်အချိန်တန်ရွက်ကဝန်တန်ဒီကမှာကားကြီးတွေလက်တချင်းလေးတွေအော်တိုက်ပိုးကြီးတွေဝေးပြီးလက်ကလေးပြရပြီးတော့ရွက်ကဝယ်လဲပြီးတော့ဘာဖြစ်လဲကိုယုံကိုတက်ကိုလို့ဆရာရှိရလို့ပုံမှန်ဒီပုံစံပဲဘူးမှပြောင်းလဲဘူးပြောင်းလဲဖို့ခင်ဗျားတို့ဒီလှုပ်ဆောင်ခြင်း